JK Sophia လေးရဲ့ Miss Grand International 2025ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ JK Sophia လေးရဲ့ Miss Grand International 2025ကပရိသတ်မျောလင့်ထားသလောက်ကြီးကြီးမားမားရက်တီမို့စုတစ်ခုမှမရခဲ့ဘူးဆိုပေမဲ့ကျေနပ်စရာတော့ကောင်းခဲ့ပါတယ်။အဓိကက JK Sophia ဟာသူ့ရဲ့ performance တွေနဲ့ပရိသတ်တွေကိုစိတ်မပြတ်စေခဲ့တာပါ။ပွဲစုလောက်စရာဘောပြလောက်စရာတွေကိုသူမလုပ်ခဲ့ပါဘူး။ရရဲ့ဝဝနဲ့လောက်စရာရှိတာလုပ်ခဲ့တယ်။ နဝကိုရောသူကပရိသတ်တွေနဲ့အလဲထမ်းမလို့ပဲသူရဲ့ idea တွေနဲ့အလဲထမ်းလို့ဖို့အထိစင်မောမပြောရခဲ့တာပါပရိသတ်တွေရော JK Sophia လည်းလိုချင်ကြမှာပါဒါပေမဲ့ JK Sophia ရဲ့ထမြမှုကတကယ်ကိုအံ့အားသင့်လောက်စရာပါပဲနဝနဲ့ပတ်သက်လာရင်မြန်မာပရိသတ်တွေကစံကြမယ်ဆိုတာအလုံးနဲ့သိကြမှာပါဒါပေမဲ့ JK Sophia ကတော့ဒီအပေါ်မှာလိုတိုးပိုလျှော့ကစားပြသွားခဲ့ပါတယ် Country Power of the Year မှာထိတ်ဆုံးလျောက်စီးရင်ဝင်ခဲ့ပြီး Popular ပုံမှာလည်းထိတ်ဆုံးလေးရောက်စီးရင်ဝင်ခဲ့ပါတယ်။ Grand Gala မှာလည်းထိတ်ဆုံး15ရောက်ကိုဝင်ခဲ့ပြီး Best National Costume မှာလည်းထိတ်ဆုံးအယောက်20စီးရင်ဝင်ခဲ့ပါတယ်။ဒီလိုဆွမ်းဆောင်မိုရီနဲ့အတူ JK Sophia ရဲ့ MGI ခီလန်းကတော့ဇူမယာရှိခဲ့ပေမဲ့လည်းမျက်နှာငယ်စရာမရှိခဲ့ပဲဂျီနာအားရစရာကောင်းတယ်လို့ပြောနိုင်ပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော JK Sophia ရဲ့ MGN Keyland အပေါ်ဘယ်လိုမြင်လဲဆိုတာ comment မှာရေးသားခဲ့ကြပါအောင်ရှင်။ ။နောက်ထပ်တစ်ပေါ်အနေနဲ့ကင်ဆာရောဂါပိုးတွေ့ရှိခဲ့တဲ့မိမိကိုယ်ကိုယ်အကြောင်းကိုတင်ဆက်ပေးကြပါရစေ။လွန်ခဲ့တဲ့တစ်ပတ်ကပဲအပြင်းထန်နေမကောင်းဖြစ်ခဲ့တဲ့မင်းသမီးမိမိကိုယ်ကိုယ်ဟာနေကောင်းသက်တာလာပြီးတဲ့နောက်မှာသူမရဲ့ဂျမားရဲ့အခြေအနေကိုစိတ်ဆင်ကြည့်ခဲ့ပြီးကင်ဆာဖြစ်ဖို့ရာဂိုင်းလုံးများနေတဲ့ပိုးတစ်ခုကိုတွေ့ရှိခဲ့ရတာပါ။သူမခံစားနေရတဲ့ယောဂလက္ခဏာတွေကလည်းသူမအရန်ကိုစိတ်ပူနေတဲ့ကင်ဆာယောဂရဲ့လက္ခဏာတွေဖြစ်နေပြီ။ဗန်ကောက်မှာစိတ်ဆစ်ထားတဲ့အဖြစ်အရတော့ကင်ဆာပိုးသူမခန္ဓာကိုယ်မှာတွေ့ရှိထားတယ်လို့ဆိုပါတယ်။ မင်းသမီးမေမီကိုကိုတို့မျိုးရိုးဟာကင်ဆာယောဂဖြစ်ပွားမှုများတဲ့မျိုးရိုးဖြစ်တဲ့အတွက်မင်းသမီးမေမီကိုကိုကတော့ကင်ဆာယောဂကိုစောစီစွာသိရှိခွင့်ရရှိအောင်ဈေးစာဖတ်ကွန်ဖန်ထပ်လုပ်ပြီးဘန်ကောက်မှာဈေးကိုသားဖို့ဆက်လက်လှုပ်ဆောင်သွားမယ်လို့ဖြေကြားသွားခဲ့ပါတယ်။ခေအချိန်နီးယားကင်ဆာယောဂဖြစ်ပွားမှုတော့အရင်မြင့်တက်နေသလိုအသက်ငယ်သူတွေမှာပါဖြစ်ပွားမှုတော့မြင်မလာလို့ဂယူဆိုင်နေထိုင်ကြပါလို့ပရိသတ်တွေကိုစုမုံကောင်းတောင်းမိလိုက်ပါတယ်ရှင်။နောက်ထပ်တဲ့ပုံအနေနဲ့အောင်သမားရဲ့တူရဲတော်သား မျိုးတော်ဟန်ရဲ့တိန့်ထောင်ကြီးတန်နာရီတွေကိုဝယ်ယူတဲ့အကြောင်းကိုတင်ဆက်ပေးကြပါရစေ။အောင်သမารီရဲ့တူရဲတော်သားဖြစ်သူလူတော်ဟန်ကတိန့်ထောင်ကြီးတန်နာရီတွေကိုဝယ်ယူစုဆောင်းတာနဲ့ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်မှာဝေဖန်နေကြသူတွေရှိနေတာပဲဖြစ်ပါရစေ။ကိုလူတော်ဟန်ကသူ့ရဲ့ဝါဒနာရဒီလိုတန်မိုးကြီးနာရီတွေကိုဝယ်ယူနေပြီးမယ်။အချို့ကတော့ဒါဟာငွေကိုဖြုံးတီးတဲ့လောက်ရက်ပေးဆိုကပြောဆိုမှုတွေရှိနေကြတာဖြစ်ပါတယ်။အဲဒီအတွက်ကိုလူတော်ဟန်ဟာသူ့ရဲ့နိုင်ရီဝယ်ယူနေမှုဟာဘယ်သူ့ကိုမှအနိုင်ကျင့်ပြီးရလာတဲ့ငွေနဲ့ဝယ်ယူတာမဟုတ်တလို့ ဘသူပေါ်မှာလည်းထိခိုက်မနေဘူးလို့ဆိုလာခဲ့တာပါအယက်စလိတ်ငွေရစီလုံးဝမတုံဆွဲတက်တဲ့သူအတွက်ဒီဝါဒနာလေးသာ ရှိနေတာဖြစ်ပြီးလူတွေကဝေဖန်နေကြတဲ့အတွက်နောက်ဆိုသူ့ရဲ့တန်မိုးကြီးနိုင်ရီကိုအွန်လိုင်းပေါ်မှာချမပြတော့ဘူးလို့ပြောလာခဲ့တာပဲဖြစ်ပါတယ်အခုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောတိန်ထောင်ကြီးတန်နိုင်ရီကိုဝယ်ယူဆူဆောင်းနေတဲ့အောင်သမားရီရဲ့တူဦးရဲတော်သားဖြစ်တဲ့လူတော်ဟန်အပေါ်ဘလိုမျိုးထင်မြင်မိလဲဆိုတာကောင်းမှမရေးသားခဲ့ကြပါအောင်ရှင်